ဟယ်လိုမင်္ဂလာပါမင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ဒီနေ့ကကျွန်တော်2025ခုနှစ်ဇွန်လ28ရက်နေ့ပေါ့နော်28ရက်နေ့ကျွန်တော်နေ့စဉ်ထူးခြားသတင်းလေးတွေဒါပြီးခဲ့တဲ့ရက်ပိုင်းကဒါဖြစ်ခဲ့တဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ဟာပေါ့ကျွန်တော်တို့ online တပ်ဖွဲ့ကအကျိုးအမြတ်ရရှိလိုက်တဲ့ဟာလေးတွေပေါ့နော်စစ်ကောင်စီတွေစူဖျားလက်ထိုင်ထိုင်ရတဲ့အခြေအနေလေးတွေဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းဒီရက်ပိုင်းမှာ channel မှာနည်းနည်းပြက်ကွက်နေရရှိရပါတော့ပြက်ကွက်နေတဲ့ ရပိုင်းမှာလည်းဒါဆရာကြီးနဲ့ကျွန်တော်ညီလေးဝေယံနဲ့ပူပေါင်းတင်ဆက်ပေးတဲ့ဟာလေးလည်း YA ကိစ္စတို့ကျွန်တော်ကျန်တဲ့ video လင်းရင်ကိစ္စတို့ဒါလေးလည်းဆရာကြီးကျေးဇူးတင်တယ်အဲဒါကျွန်တော်ကဟိုတောင်ပိုင်းဒီခေါက်ဒီတက်မ6ဘက်ပေါ့နော်တက်မ6ဘက်သွားတဲ့အချိန်မှာဒါဟိုနည်းနည်းကျွန်တော်အရင်တော့ပြောနေကြစကားအတိုင်းပဲပေါ့နော်တပ်ပေါင်းစုဆိုတဲ့အသွင်ကအခုလက်ရှိတကယ်မြင်လာရတယ်ပေါ့မြင်လာရဆိုတော့ ticket ပဲစကန်းကို အဲကျွန်တော်သွားတယ်သွားပြီးနောက်နေ့နောက်ရက်မှာပေါ့နော်နောက်ရက်မှာထိကပ်လက်စကန်ပဲတော့ကျွန်တော်မရောက်ခဲ့ဘူးပေါ့ထိကပ်လက်စကန်အဲကျွန်တော်သွားပြီးနောက်ရက်မှာပဲထိကပ်လက်စကန်ကြတယ်ပေါ့ထိကပ်လက်စကန်ကြတဲ့အချိန်မှာပါတဲ့အဖွဲ့ကြီးဆိုလို့ရှိရင်ဒါအများကြီးလို့ပြောလို့ရတယ်အ11ပိတ်ဆိုတာတစ်ဖွဲ့နော်စနိုက်ပါနဲ့တခြားလုတ်ပေးတာတစ်ဖွဲ့ပေါ့နော်ပြီးရင် drone ကျပေးတဲ့အဖွဲ့ကတစ်ဖွဲ့အဲ့လိုမျိုးတခြားစနစ်တကျအဖွဲ့ပေါင်းစုံ စနေနဲ့တော့တပ်ပေါင်းစုကြီးအသွင်နဲ့ကိုတရားလောက်တာတွတ်တွေ့ရပြီးတော့ကျွန်တော်အဲ့ဒီမှာတွားတဲ့ချိန်မှာထူးထူးခြားခြားဆိုလို့တော့ဧည့်သည်တွေတွတ်တွေ့ရတာပေါ့နော်ဧည့်သည်တွေဘာကြီးတွေ့ရလဲဆိုတော့သူကကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်တယောက်နဲ့တယောက်ကျွန်တော်တို့ကတော့ဒါ line ဘောကနေတယောက်နဲ့တယောက်မျှဝေတင့်နေပေါ့နော်စီနီးပြူအိုင်နဲ့ပတ်သက်ပြီးတော့ဒါဒီဖွဲ့ရဒီစခန်းတစ်ခုတိုက်ခဲ့လို့ရှိရင်ဘလို့ခက်ခဲတွေကြုံရတယ်ဘလို့တွေကြော်ဖျက်ရတယ်ဆိုတော့နောက်တခြား တော်လိုင်းတက်ဖွဲ့တစ်ဖွဲ့ကို sharing လုပ်တင်နေဆိုတဲ့ဟာလေဒါကျွန်တော်တို့အမြဲတမ်း ဟိုဖြစ်ခဲ့တယ်အကြံပြုခဲ့တယ်ပေါ့နော်ခုကက line 1နေ share လေးလောက်တာမဟုတ်တော့ဘူးအဲ့တော့အဲ့ဒီမှာဒီနေရာမှာဒီစခန်းတိုက်မယ်ဆိုတော့ဒီမှန်ရရှိလို့ရှင်ကိစ္စတခုရှိလို့ရှင်သူကတခြားဘွဲ့ရပါလားဒီပြင်မှာလက်တွေ့ကိုလာတယ်ဒီပြင်မှာလက်တွေ့လာတင်တာအဲ့တော့ main တို့ drone ဖွဲ့ရဘယ်လိုလုပ်လဲငါတို့ကတော့ဘယ်လိုလုပ်တယ်အဲမှာသူတို့ drone ဖွဲ့ခြင်းလာပူပေါင်းကြတယ်ပူပေါင်းပြီးတော့ငါတို့ဖွဲ့ရတော့ဒီဂျာမာကိုကြော်လို့မရရင်ငါတို့ကဘယ်လိုကြော်တယ်မင်းတို့ကဘယ်လိုကြော်လဲဆိုတော့အဲ့တော့တဖွဲ့နဲ့စဉ်းစားတာမဟုတ်တော့ပဲနှစ်ဖွဲ့သုံးဖွဲ့ရ ဝိုင်းပြီးတော့ဆင်းသားတယ်ပြီးတော့လက်နက်ကြီးပြစ်တာလေဒီတိုင်းပဲလက်နက်ကြီးပြစ်တော့သူကလက်နက်ကြီးပြစ်လို့ရှိရင်ငါတို့ဖွဲ့တော်ကတော့ဘလို့ပြစ်တာဘလို့နေထားမျိုးပြစ်တာအဲတော့မင်းတို့ဖွဲ့ကဘလို့ပြစ်လဲအဲသူတို့မြင်တဲ့ကိုရီမြင်တဲ့ပေါင်းဆက်တယ်ပေါ့နော်ပေါင်းဆက်ပြီးအလုပ်လုပ်တဲ့ဧည့်သည်တွေအများကြီးတွတ်တွေ့ရတယ်အဲ့အိမ်မှာအမမြင်မှုတဲ့လူတွေရောပေါ့နော်မြင်မှုတဲ့လူတွေတွေ့ရတော့မှလိုက်မေးကြည့်တော့မှဟာကျွန်တော်တို့ကဒီရမဟုတ်ဘူးကျွန်တော်တို့ဒီနေမြေကန်မဟုတ်ဘူးဒီနေမြေကန်မှာ ဒီຢာတွေလုံးနေတယ်ကြားလို့ကျွန်တော်တို့ကလာပြီးတော့မှတချို့ရကြတော့လာတင်ယူတာအဲလာတင်ယူရဖွဲ့လည်းရှိတယ်တချို့ကျွန်တော်တို့ကြတော့လာပြီးတော့ပူပေါင်းပြီးတော့လာပြီးတော့အလုပ်လုပ်တာကျွန်တော်တက်တဲ့ဟာနဲ့ပညာနဲ့ဒီဘက်ကတက်တဲ့ဟာနဲ့ဘလို့ပူပေါင်းလုပ်ရမလဲဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ထူးထူးခြားခြားကျွန်တော်ပြန်လည်းပြောခဲ့တဲ့ဟိုစကန်းပေါ့နော်စကန်းနေအများကြီးတွေကစကန်းနှစ်ခုပဲကျွန်တော်တယ်ဒါဥက္ကဋ္ဌနဲ့ဥက္ကဋ္ဌတက်ရှိ CEO ပေါ့အဲ့ဒါမေတ္တနာဦးတို့ခန့်စီသူတို့ရဲ့ရုပ်တီးဆက်တော်မဲ့နေတာပေါ့ ြီးရင်ကျွန်တော် volley viewer ပေါ့နော် volley viewer ကလည်းသူကဟိုဟိုခိုးစခန်းဆုပ်လာရင်လည်း volley viewer မှာလာပြီးတော့ဆုနေလိုက်ဒီစခန်းဆုပ်လာရင်လည်း volley viewer မှာလာဆုနေလိုက်တော့ volley viewer မှာလည်းနည်းနည်းအင်အားများတဲ့အနေထားမျိုးလေးတော့ကြုံနေရတယ်ပေါ့နော်ကြုံနေရတယ်ဒါပေမဲ့ဒီဘက်ကဖွဲ့ရတော့ပိုင်ပိုင်နိုင်နိုင်တီချာစနစ်တကျစီမံချက်ဆွဲပြီးမှလုပ်မှာပေါ့နော်ပြီးရင်ကျွန်တော်ဥက္ကဋ္ဌကျတော့သူကဥက္ကဋ္ဌကဒီထိုင်းနဲ့နေဆက်နေဆက်မြင်းလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီနေရာမှာစခန်းက ော့ဘေးမှာရေချောင်းလေးပဲချရတယ်အဲရေချောင်းပြီးတာနဲ့အဲထိုင်းကိုရောက်ပြီပေါ့အဲတော့ဒီဘက်ကပြစ်တံခက်တံကြားပြီဆိုတော့ねထိုင်းစစ်တပ်ကသူကအမြင်နဲ့လာတယ်လာပြီးတော့မှသူကသူတို့လည်းလာတဲ့ခါကျတော့အရင်တော့ကတော့ယူကျိုးတန်းတန်းပဲလာပြီးတော့လုံချုံရေးပဲလာယူပြီးတော့သူတို့ဘက်ကိုလက်နဲ့ကြီးတယ်မကြော်မကြော်ရေးပေါ့နော်ဒီကိစ္စလာပြီးတော့မှလုံချုံရေးလာယူတဲ့တော့အခုနောက်ပိုင်းအဲ့လိုမဟုတ်တော့သူတို့ကိုယ်တိုင်မှဂျာမာကားကြီးယူလာပြီးတော့မှဂျာမာလာဖွင့်တယ်ဖွင့်တဲ့ခါကျတော့ကျွန်တော်တို့ဒီတက်ရှိ CEO ဆိုတဲ့ဥပဒေစခန်းနဲ့ ဒီဂျန်မာနဲ့အထိုင်းဂျန်မာနဲ့နီးနေတော့စကားသားဂျန်မာလည်းကျွန်တော်တို့ကရှောင်ရတယ်ဒီထိုင်းဂျန်မာလည်းရှောင်ရတယ်ဂျားထဲမှာညက်နေတာပေါ့နော်ညက်တဲ့အခါကျတော့ဒါတေချာကျိုးသားပြီးတော့မှကျွန်တော်တို့အဖွဲ့တွေကဒါ drone တင်းတွေကဟိုဘက်ကလာပေါက်ပူပေါင်းတဲ့အဖွဲ့တွေနဲ့အဲတယောက်နဲ့တယောက်နီးပညာကြီးမျှပြီးတော့မှအလုပ်နေရတဲ့အနေအထားမျိုးရှိရပေါ့နော်ပြီးတော့နောက်တစ်ခုကထိကပ်ပလဲစကန်ဆိုလို့ရှိရင်ဆရာကြီးဟိုစကန်မွန်တွေပူပေါင်းအဖွဲ့တွေစကန်မွန်တွေတိုက်တဲ့အချိန်မှာအရင်တော့ဆိုရင် तू ကစကန်တစ်ခု တိုက်ခိုင်းတော့မယ်ဆိုလို့ရှိရင်ဘလက်ဒိုဆိုလို့ရှိရင်လည်းတိုင်မယ်သူကသူစီတင်ထားပြီးသားဘလက်ဒိုကငါတို့လာတိုက်တာနဲ့ငါတို့ထိုင်းနဲ့ပြင်းမယ်တဲ့ဟိုဟိုရှမ်းမြောက်ဖွဲ့မှာဆိုလို့ရှိရင်လည်းတိုင်မယ်ငါတို့လာတိုက်တာနဲ့တရုတ်ထဲပြင်းမယ်ကေဘောကေဘောချပြီးသားချာပြီးသားပေါ့ဒါပေမဲ့ဒီနေ့ထိကပ်ပလက်စကန်ကြတော့သူကဒီဟိုဟာနဲ့ဆိုရင်ဟိုထိုင်းနဲ့လည်းနည်းနည်းလေးအဲဒီလိုအလှမ်းနေပေါ့နော်လှမ်းတဲ့ခါကျတော့ဝေယုံ၃ငါးနဲ့ပြေးတာဘယ်ဟိုဘယ်လိုရောက်လို့ရောက်မှန်းမသိဘူး တဖွဲ့ရတော့ဒါဝေါ်လီဘက်ကိုတော့နည်းနည်းလင်း90ယောက်ဝင်းကျင်လောက်တော့ဝေါ်လီဗျူဟာစခန်းကိုပြောင်းအောင်လာတာရှိရဲ။ကျန်တဲ့အဖွဲ့တွေကတော့ဒီထဲမှာပတ်ပြီးတော့မှအဲဘယ်နေရာကိုဘယ်လိုရောက်နေတယ်တော့မသိဘူးเนาะဒါကတော့ရှင်းလင်းရေးအဖွဲ့တွေကကျွန်တော်တို့တွန်လိုင်းတဖွဲ့တွေကလိုက်ပြီးတော့အသေးသေးတော့နည်းမြေရှင်းပြီးတော့လိုက်ပြီးတော့ရှာဖွေနေတယ်ပေါ့ဒီကောင်ကြီးလက်ထပ်မီးအောင်ပဲပေါ့เนาะမီးဖို့လည်းရှိသေးတယ်ပေါ့ကစင်းကလေးကပြေးတဲ့အနေအထားမျိုးရှိတယ်ပေါ့ဒါတော့ကျွန်တော်တောင်ပိုင်း ငတဲ့ကိုဒီ6တန်းမှ6ထဲကိုသွားတဲ့အချိန်မှာတွေ့ကြုံရတဲ့တွေ့ကြုံလေးပေါ့နော်တပေါင်းစုအတွင်နဲ့တကယ်ဟိုစနစ်ကြပြီးတော့မှဒါတယောက်ပညာရေးတယောက် sharing လုပ်ပြီးတော့မှဒါပူပေါင်းတိုက်ခိုက်လာတဲ့အနေအထားမျိုးတွေ့နေရပြီအဲ့တော့တက်ရှိ CEO လည်းဒါမကြခင်ကြိုးတော့မယ်လို့ပြောလို့ရတယ်ပေါ့နော်တက်မဲ့ CEO ပြတော့မယ် Holy Viewer နဲ့ဒီတက်ရှိ CEO ပြီးသွားပြီဆိုရင်မြောက်ရီတခွင်ကတော့ဒါကျွန်တော်တို့ online တက်ဖွဲ့တွေရဲ့လွန်မြောက်နေမြေဖြစ်သွားပြီးတော့မှဒါ AAC သေး သွားကျင်လို့သွားလို့ရတဲ့အနေအထားမျိုးပေါ့နော်အေးစေးလှုပ်ရှားလို့ရတဲ့အနေအထားမျိုးကြုံလာပြီလို့ပြောလို့ရတယ်ပေါ့နော်ဒါတော့တမ6အတွေ့အကြုံလေးဟောဆရာကြီးရောဒီရေပိုင်းဘာတွေထူးသေးတော့ဘုံမူက KMG နဲ့သွားနေတဲ့အချိန်မှာပဲဒါပကိုးတိုင်းပကိုးယုံမရဲ့အချိန်ချမ်းတော့ပကိုးယုံမရဲ့နောက်ချမ်းတော့ပေါ့နော်ပကိုးယုံမရဲ့နောက်ချမ်းဒါရန်ကုန်ပြည်လမ်းမှာဆိုလဲတောက်လျှောက်ဆိုလိုမျိုးဒါတိုက်ပွဲတွေဖြစ်နေတယ်အခြေဘက်ဆိုလဲခုနကျွန်တော်တို့ပကိုးတိုင်းကြောက်ကြီးမျိုးနယ်အတွင်းမှာ စစ်တပ်ရဲ့ဟိုပါပေါ့စခန်းလေးကိုကျွန်တော်တို့တွလိုက်တစ်ခွဲ PDF နဲ့ KA ရဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းပြီးတိုက်တာဒါစစ်တပ်ဘက်ကခုနကဦးကြပြီးတော့စစ်တုံးမှ22ခုဖမ်းဆီးရမိတယ်ပေါ့အဲ့ဒီစစ်တုံးမှ22ခုထဲမှာဘုံမှုကခြေစောကဟိုတမင်ခွေနဲ့ထိုင်နေတဲ့ကောင်းဖြူနှစ်ယောက်တွေ့လဲရတယ်ပေါ့နော်လက်နက်ကလည်းဒါ28လက်ထိရတယ်လို့ဒီတိုက်ပွဲမှာပြောတာပေါ့အဲ့တော့ तू ကဆေးရဟို မင်းအောင်နိုင်ကကျွန်တော်တို့အမြဲတမ်းပြောတဲ့အထက်ထဲမှာပါတယ်ပေါ့နော်စစ်ကောင်စီစစ်ရှုံးတော်မဲ့အချက်တွေကဘာတွေလဲဆိုတော့အဲ့ဒီမှာသွားပြီးတော့ပေါ်လွင်နေပေါ့နော်ကျွန်တော်တို့စစ်ကောင်စီတပ်တားတွေကသူကအသက်55နှစ်ကိုပြည့်မြောက်ပြီဆိုတာနဲ့သူကအခြေချလို့တော့တက်ကိုသူကဥပမာသူတာဝန်ထမ်းဆောင်နေရတာကရန်ကုန်မြို့ကတက်မှာတာဝန်ထမ်းဆောင်နေရဆိုပါစို့ပေါ့နော်သူရဲ့မွေးရဇာတိကပြည်ပြည်ဘက်မှာမွေးတယ်။မွေးတယ်ဆိုလို့ရှိရင် तू ကရန်ကုန်တက်မှာအသက်က55နှစ်သွားပြည်တယ်။ပြည်တယ်ဆိုလို့ရှိရင် तू ဘယ်မှာအခြေချလို့လဲ ပင်းစင်မယူခင်ပေါ့နော်ပင်းစင်မယူခင်ကာလအဲ့ဒီအခြေချလိုတဲ့တက်ကိုသူကပြောင်းရွှေ့ပေးရတယ်55နှစ်ကျော်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီဟိုဟာကိုပြည်နာတက်ကိုအဲသူအခြေချမဲ့တက်သူပင်းစင်ယူတာနဲ့ပြည်နာကဥမာပေါင်းတယ်မှာနေနေမှာနှစ်တလင်းမှာနေနေမှာပေါ့ဇီကုံးမှာနေနေမှာသူဒီနားမှာနေချင်ပါလေလို့စာတင်လိုက်တာနဲ့သူ့ကိုပြည်နာတက်ကိုပြောင်းပေးရတယ်အဲ့တော့ခြံခွက်လေးကြိုရှာထားတာတို့အိမ်လေး အိမ်ဆောက်ဖို့အတစ်လေးကြိုးစုထတာတို့ဝါလေးကြိုးစုတာတို့အတွက်လေးကြိုးဝယ်တာတို့ပါတော့နော်အဒီလိုလုံးလို့ရအောင်ပေါ့ဒီကချစ်တက်ကထွက်သွားလို့လေအိမ်တလုံးရဖို့မစင်းသားနဲ့ကိုကကိုကြိုးစုရတာပေါ့နော်အဲ့တော့ကြိုးစုဖို့အတွက်ဆိုပြရမှာ तू ခြေချလိုတဲ့တက်ကိုပြောင်းရွှေ့ပေးရတယ်ပြီးတော့55နှစ်အထက်ဆိုရင် तू ခြေထောက်မခေါ်ရတော့မခေါ်တင်တော့ခေါ်တင်တော့ဘာမှလည်းမလုံးနိုင်တော့ဒီဘာမှမလုံးနိုင်တဲ့အပြင် तू ဆက်နပြောတဲ့အထက်မှာပါတာပေါ့နော်55 55နှစ်အထက်က तू တက်တက်ရနေထွက်တော့မယ်ထွက်ဖို့ ဒါဆယ်သူနှစ်တစုတော်မလိုတော့တဲ့အနေထားမျိုးပေါ့နော်။သူမိသားစုအခြေချဖို့အနေထိုင်ဖို့ပညာရေးဘယ်လိုလုပ်ရမလဲစီးပွားရေးဘယ်လိုလုပ်ရမလဲအခုကဥယျာဉ်လေးဆိုင်မလားနှစ်ရှိသီးနှံဆိုင်မလားဆိုတဲ့ဟာ तू ကချိုတင်စဉ်းစားဖို့အတွက်ဆိုပြီးတော့မှ तू မခေါ်နောက်တစ်ခုက तू ကရှေ့တန်းကိုခေါ်ပြီးဆိုလို့ရှိရင်လည်းအဲ့ဒီအချိန်မှာရှေ့တန်းမှာ mining meter တို့အဲ့ဟိုမှာ mine တခြားအကြောင်းအရာတစ်ခုကြောင့်ပေါ့နော်ခန္ဓာကိုယ်ကိုလက်အင်ကဆွန်းလို့ရပြီဆိုလို့ရှိရင်55နှစ်အရွယ်ကြီးကြမှာခြေပြက်လက်ပြက် ဖြစ်သွားရင်မကောင်းဘူးပေါ့နော်ဒီခြေပြက်ကြီးနဲ့စစ်တပ်ကနေထွက်သွားမယ်လက်ပြက်ကြီးနဲ့စစ်တပ်ကနေထွက်သွားမယ်မျက်လုံးတစ်ဖက်မပါဘဲနဲ့စစ်တပ်ကနေထွက်သွားရမယ်အနေထားမျိုးမလိုချင်ဘူးဆိုပြီးတော့မှ तू က55နှစ်အထက်ဆိုလို့ရှိရင်အေးအေးဆေးဆေးတက်တာတော့တာဝန်ပေးရပြီဥမာစိတ်ချမ်းမာလို့ဝက်ချမ်းမာလို့အဲဒါစိတ်စိတ်လေးကြောင်းလိုက်အဲဒါစိတ်စားစိတ်အချိန်တိုင်းမီးလေးဖို့ပေးလိုက်ပါညာဒီလိုပဲထားရတော့မယ်အနေထားမျိုးပေါ့နော်ဒါပေမဲ့အခုတွေ့ရတာတော့ကျွန်တော်တို့အရင်ကဆိုရင်ဒါပြီးခဲ့တဲ့ရက်ပိုင်းကပဲပြီးခဲ့တဲ့ အဲ့ဒါနှစ်ပတ်ဝင်းကျင်လောက်ကနေတွေ့ရနော်ဟိုတက်မ66ကတယောက်ဆိုလို့ရှိရင်အိတ်ထဲမှာဆလိဖိုးလေးပါလာတဲ့ဟာကိုဒါဆလိဖိုးဘလောက်လဲခမ ्या ဟိုရောက်ရင်တော့အောင်မှာမဟုတ်ဘူးနော်ခမ ्या ပဆန့်ကိုတိတ်ထားပေးမယ်ဟိုဘာဖြစ်မယ်ဆိုတော့ဒါကျွန်တော်ဆလိတောက်ဖို့ဆိုတဲ့အဖိုးကြီးဆိုလို့ရှိရင်လည်းဒါအသက်60ဝင်းကျင်ပေါ့အခုဒါ22ယောက်ထဲမှာဆိုလို့ရှိရင်လည်းဒါ60ဝင်းကျင်နေ3နာရီပြီပေါ့နော်ဒါမင်းအောင်နိုင်ဆစ်ရှုံးတော့မယ်အချက်ထဲမှာပါဝင်နေပေါ့နော်ဒါပြင် तू ကဒီ62နှစ်ကြာမှပင်စင်ယူရမယ်ဆိုပြီးတော့မှထပ်လုပ်တဲ့ဟာကလည်းဒါ ဆီရှုံးတော့မယ်အချက်တစ်ချက်လို့ပြောလို့ရတယ်ဘောနော်ဆရာကြီးအဲ့ဒီအတွက်ဒါတက်ကြီးရွယ်အိုမရှောင်စစ်ကောင်စီကအခုဆိုရင်ဒါအမျိုးသမီးတွေပါစစ်မှုထမ်းရတော့မယ်တွေပါတွေဒါလေတန်းပစ်နေပြီလေတန်းပစ်လာပြီဆိုတော့ဒါဖြစ်လာဖို့များတော့တဲ့အနေအထားမျိုးထိကြုံလာနိုင်နေပေါ့နော်ဟုတ်ဟုတ်တကယ်တမ်းကျတော့ဒီအသက်ရွယ်နေတဲ့ခုနဘုံမှုရှိမှပြောသလိုပေါ့နော်ဟိုတက်ကတ်ထွက်သွားလဲသူတို့ရဲ့ပင်စင်နဲ့ဂရီဂျီနဲ့ပါနဲ့ဘာမှဟိုအိမ်မပြောနဲ့ဝိုင်းအောင်မှမဝင်နိုင်တဲ့အနေအထားမျိုးနောက် တို့ဟာဒီအသက်90ကျော်60နီးနီးဆိုတာခုနတာသမီးတွေမဟုတ်ဘူးမြီးတွေပါတွေပါရနေတဲ့အရှိတ်ဟုတ်တယ်ဟုတ်ဒါဒါတော့ခုနသူတို့လည်းခုနဟိုစူးစားတာ မကုန်သေးဘူးလားပေါ့နော်ခုဒီလေနောင်တမရသေးတာလားပေါ့နော်ခုဒီအသက်ကြီးတဲ့အထိမိုက်နေတော့ပေါ့ဘာမှခံစားခွင့်ရဲဘော်အနေနဲ့ကတော့ဘုံကတက်ကထွက်ဘာမှခံစားခွင့်မရှိဘူးခုနဘောကျုပ် level တွေတည်ရင်မှု level တွေကဒါတက်ကထွက်သွားလို့ရှိရင်ဒါဟိုမြန်မာနိုင်ငံ တန်နိုင်ငံလုံးမှာခုနမေမျိုးမှာနေမလားเนาะခုနတောင်ကြီးမှာနေမလားလာရှိုးမှာကြိုက်တဲ့နေရာလမ်းကျိုးထိုးမလဲသူတို့ရဲ့ဟိုအိမ်နေနဲ့เนาะအဲ့ဒီအပြင်မှာခုအနာတိုင်းမှုဖြစ်စေနောက်ပိုင်းဆိုရင်ဒါမြန်မာနိုင်ငံအတွင်းအောင်မဟုတ်တော့ဒီဘိုးချုပ်တွေเนาะဘိုးချုပ်ကြီးတွေကတော်တော်များများဒါအခုထိုင်းနိုင်ငံဘန်ကောက်မှာဆိုလဲဒါကွန်ထရိုတွေဝယ်ထားတယ်ဒီရဲဘော်တွေကဒီဟိုပါပေါ့เนาะဘယ်လိုပြောမလဲ ကျောစားတာအခုဒီကျောဆိုတာကိုသူတို့နှလုံးမသွင်းနိုင်သေးပဲနဲ့မထွက်ဖဲနဲ့အခုလက်ရှိအထီကိုဒါပြည်သူလူထုအပေါ်မှာဟိုခုနကမီရှိုဖြက်စီးနေတော့မဟုတ်နော် လိုက်ပြီးတော့တက်ဖြတ်နေတော့ဒီရွယ်တွေကနောက်တာခုဒီမရသေးဘူးဆိုတော့တွေ့ရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ခုကကျတော့ဒါဘုံမှုကနောင်ချိုးမှာတိုက်ပွဲတွေပြင်းထန်ဖြစ်နေတယ်အဲ့ဒီမှာမှခုနကဒုဗိုလ်မှုကြီးတီဟသူရဖွဲ့ရတဲ့အေးမင်းအောင်တယောက်ကတော့ခုနအပြင်းထန်တရားရပြီးတော့နေပြီးတော့ဆေးရုံမှာ ကုတနေရလို့သတင်းရတယ်ပေါ့နော်။อืมဟုတ်တယ်ဆရာကြီး။အဲ့ဒါလေနောင်ချိုမာကအတော်တော်တိုက်ပွဲပြင်းထန်နေတယ်ပေါ့နော်။စစ်ကောင်စီကဒီရေကောက်ပွဲမတိုင်ခင်မှာမင်းအောင်လိုင်ကလည်းဒီရေပိုင်းမှာပြောထားတဲ့ဇာခါရှိရပေါ့နော်။ရေကောက်ပွဲမတိုင်မီဒါတချို့ဆုံးချုံထားတဲ့မြို့တွေတွေကမြို့ကြီးတွေပေါ့နော်။အတူရေကောက်ပွဲလုံးလုံးဖို့အဆင်ပြေနိုင်တဲ့မြို့ကြီးတွေကိုသူကပြန်လဲသိမ့်ပိုက်ရယူဖို့ဆိုပြီးကမှဒါသူသူ့ဖွဲ့တွေကိုညွှန်ကြားထားတယ်ပေါ့နော်။ဒါကလည်းသူသူအဲ့လိုပြောတာကလည်း ဆုံးရှုံးထားတဲ့မျိုးတွေကိုပြန်တိုက်မယ်လို့ပြောတာကလည်းတရားတစ်ချိန်မြောက်ပြောပြောတာပေါ့နော်တရားတစ်ချိန်လောက်ရှိပြီပြောနေတာတစ်ခါမှလည်းပြန်တိုက်နိုင်ဘူးပေါ့နော်ခါမှလည်းမရတဲ့ပြေခုနောင်ရှိုးဆိုရင်ဒါကြကုတ်ကြခဲလုံနေရတာပေါ့နော်အရင်တော့တတ်မှမူတယောက်တောင်မှရကြီးကတတ်မှမူဆိုတာဟာဒီဘုံမှုချုပ် level ပေါ့နော်ဘုံမှုချုပ် level တယောက်တောင်မှရှေတန်းစစ်မြေပြင်မှာအလောက်ကြီးထိသွားပြီးတော့မှဒါတော်စီဖနှက်ကြီးနဲ့ဟွာနဲ့တိုက်ခဲ့ရတယ်ဆိုတော့တမိုင်းပေါ့နော်အဲ့ဒီတမိုင်းကဟို1900 90ပတ်လေလောက် မှကြံခဲ့ပြီဟုတ်တယ်လွန်ခဲ့တဲ့နှစ်30ပတ်လည်လောက်မှကြံခဲ့ပြီပေါ့အဲ့ဒီနောက်ပိုင်းမှာတက်မမှုတို့ဖြူအမှုတို့ဆိုတာကတကယ်တက်မမှုနေရာတက်မမှုရှီတန်းသွားပြီဆိုရင်တက်မမှုမှာကားနဲ့ဘာနဲ့သူကသူဒါဟိုပါပေါ့လုံးတို့တက်ထိန်နေပါလေပါတယ်သူအဆောင်လျှောက်တွေအကုန်လုံးပါပြီးတော့မှအေးအေးဆေးဆေးတိုက်ခန်းနဲ့နေပြီးတော့မှမြေပုံထိုင်ကြည့်ပြီးတော့မှစစ်ကြောင်းတွေကိုမင်းဘယ်ကိုသွားမင်းဘယ်ကိုသွားဆိုပြီးတော့မှကိုကဲရတဲ့အနေအထားမျိုးပဲနေခဲ့ရတာပေါ့နော်တက်မမှု ြီးကမှတိုင်မှုဖြစ်တာပေါ့တိုင်မှုဖြစ်ကမှသူကကဆရမှုဒီကဆရမှု level တောင်မှပဲဒါဟိုနိုင်နိုင်ဥတော်မှပဲအနောင်ချိုကအမျိုးနောင်ချိုတဲ့တောင်ခမ်းကအမြောက်တက်ထဲမှာသွားပြီးတော့ကွက်ကဲပြီးတော့စစ်တက်ရတဲ့အနေထားမျိုးထိသူတို့ဒါနောင်ချိုပြန်လိုချင်နေတဲ့အနေထားပေါ့နော်နောင်ချိုလည်းပြန်လိုချင်တယ်ကြောက်ပြူလည်းလက်မလို့ချင်ဘူးနော်မိုးပြဲလေးပြန်လိုချင်တယ်အဲ့တော့ဒီပြီးတော့ဒီဘက်ကဟိုတင်ငန်းကြီးတောင်လည်းပြန်လိုချင်တယ်သူ့မှာလိုချင်တာတွေများနေတာဟိုငွေတော့ကလေးကိုမင်းအွန်လိုင်းကိုဘယ်လိုပြောမလဲဟို ကျွန်တော်တို့ကလေးကိုဖျားပွဲသေးရအယုတ်အယုတ်သေးတန်းကိုခေါ်သွားလို့ပဲလိုချင်တာတွေများရတာဟိုကလည်းလိုချင်တယ်ဒီကလည်းလိုချင်တယ်နဲ့စောက်ဘူးကရမ်းတန်းလာတာတည်းရအဲ့တော့ဒီဒုတိယဗိုလ်ချုပ်ကြီး level ပေါ့နော်ဒုတိယဗိုလ်ချုပ်ကြီး level တောင်မှဒီနေရာကိုတောင်းနေရတယ်ဆိုတော့အဲ့ဒုတိယဗိုလ်ချုပ်ကြီးဆိုတာကဒီမြန်မာစစ်တပ်မှာဆိုလို့ရှိရင်ဒီစာကစားတပ်မှာဆိုလို့ရှိရင်ပြောရမယ်ဆိုသူတက်ကြီးက20 30မှာကျွန်တော်ဟုတ်ဟုတ် နော်အပေါ်မှာပါရှိမလဲညှိနှိုင်းကူကဲမှုကြီးရည်လေဆိုသူနဲ့တပတ်ဆင်နေဖြစ်တဲ့ကြော်တော်လင်းဟုတ်ဗိုလ်ချုပ်ကြီးဟွန်းဗိုလ်ချုပ်ကြီးကြော်တော်လင်းပြီးလို့ရှိရင်ဒါဒုတိယဗိုလ်ချုပ်မှုကြီးဆိုတော့ဆိုးဝင်းလက်ဖက်ချောင်းရှိမယ်ပြီးရင်မင်းအောင်လိုင်အပေါ်မှာသုံးစင်ပဲကျန်တော့တယ်အဲ့ဒီကာဆရာမူတောင်မြေပြင်တိဆင်းပြီးတော့မှစစ်တပ်ရတဲ့အနေထားမျိုးဆိုအပေါ်အပေါ်အပေါ်သုံးစင်ကလည်းတစ်ဆင့်မှာတယောက်ပဲရှိတယ်ညှိနှိုင်းကူကဲမှုကြီးလေဆိုတော့တယောက်ပဲရှိတယ်ကာဆရာမူကမှ6ယောက်ရှိသေးတယ်ဟုတ်တယ်ညှိနှိုင်းကူကဲမှုကြီးလေတယောက်ပဲရှိတယ်ဒူးချုပ်ဆိုတော့တယောက်ပဲရှိတယ်တက်ချုပ်ဆိုတော့တယောက်ပဲရှိတယ် ဒီအဆင့်ဒီအောင်တော့ဆင်းပြီးတော့စစ်တိုက်နေရပြီဆိုတော့ကျွန်တော်ပထမပြောတဲ့အချက်ထဲမှာပါလိုပဲပေါ့နော်ဟုတ်ဆက်ကဆဆီရှုံးတော့မယ်အချက်တချို့ကဒါတွေကိုကြီးကြီးအားဖြင့်ကျွန်တော်တို့ကသွားပြီးတော့မြင်လို့ရတယ်အဲ့တော့ဒါအနှင်းနဲ့အမြန်ပဲဒီအဆင့်ဆင်းပြီးတော့စစ်တိုက်လို့မမအောင်မြင်ဘူးနောင်ချိုပြန်မရဘူးဆိုလို့ရှိရင်လေဒါစစ်တပ်ထဲမှာတသက်လုံးနေအဲသူသူသူ့ရဲ့နာမည်ကြီးကဆောက်ရက်ပွဲပဲပေါ့နော်ပြောလို့ရတယ်ပေါ့အဲ့တော့ဟိုအယုတ်စင်းတိုင်းမှာသွားပြီးတော့မှ ဖျားပွဲသေးမှာလိုက်ပြီးတော့မှလိုချင်တာလိုက်လက်ညှိုးထိုးတဲ့ဟာမိဘပတ်သက်ရှင်ဝယ်ပေးလို့ရသေးတယ်။အခုကတကယ်တနက်အစ်စ်တီကင်ပြီးတော့မှပန်းနဲ့ပေါ်တာမဟုတ်တနက်အစ်စ်တီကင်ပြီးတော့တကယ်တိုက်နိုင်မှပြန်ရမယ်အနေထားမျိုးပေါ့နော်။အဲတော့ကြောက်ဖြူလည်းမလို့ရှင်ဟိုကလည်းမပေးခြင်းဒီဟာလည်းပြန်လို့ခြင်းနဲ့ဒါတော်တော်ဗျာများနေတဲ့အနေထားမျိုးလည်းတွတ်တွေ့ရတယ်ပေါ့နော်။ဟုတ်ဒါခုနဒီဟာသူရတင်အောင်မြင်ဦးပေါ့နော်။ရင်တော့တော့ဒါအခုကတော့ဒါအေးမင်းအောင်ပေါ့။ဟုတ်ဒီဟာသူရတင်အောင်မြင်ဦးတော့ကတော့ ဒါခြေထဲမှာတိုက်နေရင်ရနေမှာဘုံတော့သူကတော့အဲ့အချိန်ကဒုတရင်မှုလို့ဘုံကဟိုကြားဘူးလားပေါ့ဒုတရင်မှုပုံမှာသူကတရင်တော်တော်များများအကုန်လုံးဟိုကုံသွားပြီပေါ့သူသူ့လည်းလက်မောင်းလားမသိကြီးမှန်ထားတာကြီးမှန်ထားတဲ့အချိန်မှာပဲခုနကလေချောင်းပြစ်ကူတောင်းတာပေါ့လေချောင်းပြစ်ကူတောင်းတဲ့အချိန်မှာတေကသူရတင်အောင်မြေဦးနဲ့ကျွန်တော်တို့လေတက်မှာဆိုဒါဟိုပါပေါ့သူရရသွားတဲ့ဘုံကျုံမြင်သိမ်းနေလားမသိဟုတ်သူတို့လည်းအပတ်စဉ်အတူတူပဲပေါ့နော်အဲ့ဒါမှရာသီဥတုမကောင်းနေနဲ့ခုနကတော့ ဒါလေးចောင်းပြစ်ကူပေးရင်အနေမှာဒီဟာတူရဘွဲရတာပေါ့အဲ့နေဟိုဟာဘောနှစ်ယောက်လုံးပေါ့လေတရားမြင်ဦးရေခုနသူရမြင်သိရေနှစ်ယောက်လုံးကအဲ့ရှိတက်ပွဲမှာသူရဘွဲရသွားတာပေါ့နော်အဲ့ဒီခုသူရတီဟာဟိုတီတီဟာသူရရတဲ့ကောင်ကတော့ရှော့သွားမလားတော့မသိဘူးနောက်တစ်ခုကဒါဟိုဟာတာပါနောက်တစ်ခုကတော့ဒါဟိုပါလေ very good morning ဆိုတော့ တတ်တခိုင်ရနေမှာခုနတပ်ပြော်အနေနဲ့စပြီးတိုက်တာမဟုတ်ဘူးပေါ့နော်တပ်ပြော်ကလာတိုက်လို့လာပြန်ပြီးခုခံတိုက်ရတယ်ဆိုတဲ့အကြောင်းလေးပြောသွားတယ်နောက်တစ်ခုကတပ်ပြော်ဆိုတာအမြဲတမ်းတန်ဟိုကြတူဟိုပါဘော sorry အမြဲတမ်းဒီအာနာကိုယူထားမှာမဟုတ်ဘူးဆိုတဲ့အကြောင်းလေးပြောသွားတာကိုတွေ့ရတာဟုတ်အဲ့ဒါလေဒီစစ်ကောင်စီမှာတကယ်ဟိုနေရာကြီးကြီးပေါ့နော်နေရာကြီးကြီးအခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာဟိုနေရာကြီးကြီးနေရာယူထားတဲ့ ူမျိုးတွေတောင်မှဒီလောက်ဘုံနောက်ပဲရှိတယ်ဟာဆိုရင်တော့ဒီအစိုးရကြီးကဘာအစိုးရလဲပေါ့နော်ဒီဒီအာနာသိန်းစစ်ကောင်စီကဘလို့အစင်းတန်းမျိုးရှိတယ်ဘလို့တွေးခေါ်မျိုးရှိတယ်ပေါ့နော်ဘသူတွေကိုမြှောက်စားထားလဲနိုင်ငံကိုတကယ်ဟိုအနာဂတ်ကို တွေးတွေးတတ်တဲ့လူနိုင်ငံအတိတ်ကိုတွေးပြီးတော့မှငါတို့အတိတ်မှာဒီလိုရှိခဲ့တယ်အနာဂတ်ကိုဘလို့သွားရမယ်ဆိုတဲ့ဟာကိုဟိုတွေးပြီးစဉ်းစားတတ်တဲ့လူမျိုးတွေမဟုတ်ဘူးဆိုတာဒါဒီကောင်မကိုကြည့်လိုက်တာနဲ့တမ်းပြီးတော့ပေါ်လွင်နေပေါ့နော်အဲစစ်တပ်ကသူတို့ ဟိုသူတို့ကတော့မတိုက်ဘူးပေါ့နော်သူတို့ပဲလာတိုက်တဲ့ခံရတယ်ဆိုတော့ကျွန်တော်တို့အခုကျွန်တော်တို့ဒီစကားပြောနေတဲ့အချိန်မှာပဲကျွန်တော်ငလင်းတန်ကြောင့်ဒါတိုင်တိုင်းသားတနက်ကင်တိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကငလင်းတန်ကြောင့်ကျွန်တော်တို့အပြစ်ကတ်ရက်ဆဲထားတဲ့တလကဒီနေ့မပြည့်သေးဘူးနော်နော်ဒီ28ရက်ပဲရှိသေးတယ်နောက်တဲ့2ရက်ကျန်သေးတယ်29 30မှာပြည့်မှာပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာပဲသူတို့ကဘာကြီးလုပ်လဲဆိုတော့တောက်လျှောက်ရိုက်ကြည့်ကြည့်လိုက်ရှမ်းပြည်ဘက်မှာရောဟိုရခိုင်ဘက်မှာရော တခြားဒေသတွေမှာဘုံလိုက်ကျဲဟုတ်တယ်ဒါသူတို့ကပြစ်တာလားဘယ်သူကပြစ်ထားလဲပေါ့နော်အဲအဲ့ဒီဟာတစ်ချက်ပေါ့နော်ပြီးကျွန်တော်ငင်းငိုင်းဆွေးနွေးပွဲတိုင်းမှာတိုင်းသားတော်လိုင်းတက်ဖွဲ့တွေအများနဲ့တောင်းဆိုရတာရှိရစစ်ချေချာစခန်းတွေပြန်ဆုတ်ပေးပါစစ်ချေချာစခန်းတွေပြန်ဆုတ်ပေးပါငါတို့နေမျိုးငါတို့ကငါတို့အုတ်ချုပ်ပါမယ်ငါတို့ကငါတို့ဟိုဟာဖြစ်တယ်ဆိုတော့ KNU မှာပဲကြည်အကောင်လုံးရှိတယ်သူ့မှာ KNU မှာသူအစိုးရဖွဲ့ရှိတယ်เนาะ ဟိုဟာမှခရိုင်မှုတောင်မှသူကခရိုင်ခရိုင်အုပ်ချုပ်ရေးမှုသူကသူတီးတဲ့ဒူပလာယာခရိုင်ဆိုလို့ရှိရင်ကျွန်တော်ကော့ကရိတ်ခရိုင်လို့ပြောလို့ရတော့အဲ့ဒီမှာသူကသူအုပ်ချုပ်ရေးမှုဖရိုလိုင်းပေါ့နော်အုပ်ချုပ်ရေးမှုရှိတယ် KNU ရဲရှိတယ်ဟုတ်အကုန်ရှိတယ်သူတို့မှာတစ်တော်ရှိတယ်ပါအကုန်လုံးရှိတယ်သူကသူသူ့နဲ့မြေသူကသူဟာဖြစ်တယ်ပြီးတော့ဒီကျွန်တော်တို့နိုင်ငံတကာလောအရာကဒီနေဆက်နဲ့ငားမိုင်အတွင်းမှာစစ်အခြေကြားစခန်းမတီးဆောက်အောင် ်မတီဆောက်အောင်ဆိုတဲ့ခါကျတော့သူတို့ကဘယ်လိုလုပ်လဲဆိုတော့စစ်ကောင်စီကလက်တလုံးညလုပ်တယ်ဒါရှေ့တန်းစခန်းမှာလုံညိုရေးစခန်းအခြေကြစခန်းမဟုတ်ဘူးဆိုတော့ဆိုပြီးတော့မှ तू ကအခြေကြစခန်းကဲ့သို့ဒီလိုတိုက်တွေတာတွေမဆောက်ဘဲနဲ့ဝါတဲနေဒါကရုတ်ချင်းနေတူးပြီးတော့မှသူတို့ဒါဒါနေဆက်လုံညိုရေးအတွက်အလုတ်လုတ်တယ်ဆိုတဲ့ပုံစံမျိုးဘန်းပြပြီးတော့မှတိုင်းသားလက်နက်ကင်တိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့နေမျိုးကိုစုံမိုးထားတာ နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပြီလဲဒါတို့ကဘယ်သူကနေစပြီးတော့မှစီးဖောက်တာလဲပေါ့နော်ဒီကိစ္စကိုတိုင်းသားတော်လိုက်တက်ဖွဲ့တွေကဒါအစည်းအဝေးတိုင်းမှာအများအားတောင်းဆိုတဲ့အချက်ထဲမှာဒါပါတယ်ပေါ့နော်ဒါကျွန်တော်တို့လေ့လာရသလောက်နောက်ချက်ကစစ်တပ်ကအများအားမိုးချုပ်ပါဘူးပေါ့နော်စစ်တပ်ကအများအားမိုးချုပ်လို့1962ကတည်းကအာဟိုနာမည်မျိုးမျိုးနဲ့ပေါ့နော်အင်းအောင်စုကပြောလိုက်ဟိုလိုပြောလိုက်ဒီလိုပြောလိုက်နိုင်ငံတော်ညင်ဦးပြပြမှုဒီဆောင်ရေးဖွဲ့လို့ပြောလိုက်နိုင်ငံတော်အင်းရဲတိုင်းနဲ့ဘုံမျိုးရေးကောင်စီလို့ပြောလိုက်အခုတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုပြီးတော့မှ ောက်လျှောက်သူတို့ကပြည်သူလူထုကသာအခုခံတွန်းလှန်ပြီးတော့မှစကားသာမပြောခဲ့ဘူးနော်ပြိုင်ပွဲအရွေးခံမဲ့ပါတီတွေဒါအခုရွေးကောက်ပွဲလုပ်မယ် NND ပါတီမပုံနေငွေမရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီလိုဟာမျိုးတွေဆိုလို့ရှိရင်ပြည်သူကသာစာမတက်ဘူးဆိုလို့ရှိရင်တသက်လုံးညင်ခံနေတသက်လုံးအုပ်ချုပ်မှာတသက်လုံးတော့မှဆွေတင်မျိုးသက်တောက်လျှောက်အုပ်ချုပ်မဲ့အနေအထားမျိုးအထိသူကသွားပြီးတော့မှရှိရပေါ့နော်စစ်တပ်က ပြီးတော့နောက်တစ်ခုပြောသွားတယ်လက်နဲ့အာကုန်းနဲ့တင်ထားတဲ့မျိုးတွေကိုပြန်ပြီးတော့မှပေးပါဆိုပြီးတော့မှတောင်းတယ်ဆောနာလိုကသူလဲဆောက်ဘူးလိုပဲကြည့်ရတယ်ဟိုပွဲသေးတန်းရောက်နေလားမသိဘူးတွေးတဲ့မုံဆိုင်လက်ညိုးထိုးတွေးတဲ့အယုတ်ဆိုင်လက်ညိုးထိုးတွေကကလေးလိုဖြစ်နေသေးတာဟိုဟိုကပြန်ပြီးဒီဟာလိုချင်တဲ့ဆိုတဲ့ဟာမျိုးပေါ့နော်ဒီဒီကောင်မကလည်းသူပြောတဲ့စကားအဲ့လိုအဲ့ဒီဟာကလက်နဲ့အာကုန်းနဲ့အလုတ်လောက်တာဘယ်သူကရင်ဆလောက်တာလဲကျွန်တော်တို့ PDF လူငယ်တွေက ဒါပြောရမယ်ဆိုလို့ရှိရင် PDF လူငယ်တွေကိုဒါနှိမ်ပြီးပြောတဲ့ဇာတ်မှုဟုတ် PDF လူငယ်တွေကတနတ်ဆိုရင်တော့မှာပဲကြိုက်သီးဟိုးမှာဖျားပွဲသွားရင်းနဲ့တွေးဘူးတဲ့တနတ်တို့ဂိမ်းထဲမှာဒီဟို PUBG ဆော့ရင်းနဲ့တွေးတဲ့တနတ်ပဲရှိတာဟုတ်တယ်ဒီတနတ်ကိုကြွမ်းကြမ်းကျင်ကျင်ကင်ဖို့ဖြစ်လာတဲ့အကြောင်းရင်းကစစ်တပ်ကလက်နက်အားကိုနဲ့အနိုင်ကျင့်လို့ကျွန်တော်လူငယ်တွေတော်တဲ့ကိုဆက်ရောက်ခဲ့ပြီးတော့မှတစ်သားတနတ်တွေနဲ့ဆက်ပြီးလေ့ကျင့်ကြရတာဟုတ်အဲ့ရနေတလက်လေးဝယ်စုနှစ်လက်လေးဝယ်စု ၃လဲဝယ်စု၄လဲဝယ်စုကနေဒါတက်စုကနေတက်ခွဲဖြစ်လာတက်ခွဲကနေစစ်ကြောင်းဖြစ်လာနော်စစ်ကြောင်းကနေမှအခုကျွန်တော်တက်မာတွေအထိဖွဲ့စည်းနိုင်ပြီးတော့မှတကယ်ဟိုတက်တော်တွေအထိဖွဲ့စည်းနိုင်တဲ့အနေအထားမျိုးတွေလောက်ရတာသူတို့လက်နဲ့အားကိုးနဲ့အနိုင်ကျင့်လို့ကျွန်တော်တို့လူငယ်တွေကတချို့ဆိုကြောင်းတက်ရင်တလန်တချို့ဆိုဟိုတကယ်စီးဝိုင်းလုံးရင်းနဲ့အောင်မြင်လာအခြေအနေလေးမှာနော်စစ်တပ်ကြောင့်တော်တွေကိုရောက်ပြီးတော့မှဒီလမ်းတွေကိုရွေးချယ်ခဲ့ရတဲ့လူတွေကြီးပဲအဲ့တော့ လက်နဲ့အားကိုးနဲ့မြို့တွေကိုကျွန်တော်တို့ကတင်းယူခဲ့တာမဟုတ်ဘူးဒီမြို့တွေမှာကျွန်တော်တို့ကိုအနိုင်ကျင့်နေတဲ့ဖျက်လို့ဖျက်စီးလုပ်နေတဲ့ပြည်သူကိုနှိမ့်ဆက်နေတဲ့စစ်ခွေးတွေမရှိတော့ခြင်းလို့ကျွန်တော်တို့ကမြို့ပေါ်ဒီရောက်အောင်လာခဲ့ရတာမြို့တွေထိရောက်အောင်တင်းရတာပေါ့နော်အဲဒါတော့မှဟိုကဟို2000ခု2025ခုနှစ်ဟိုမတ်လဟိုပေါ့28ရက်နေ့မှာငလင်းလှုပ်ပြီးတဲ့နောက်ပိုင်းအောင်စစ်တကတာအပြစ်ခတ်ရက်ဆဲပါတဲ့ ဆိုပြီးတော့ပြောထားပေမဲ့လည်းဒါခုနကျွန်တော်တို့စည်ရင်ပြမှန်ဟုတ်တဲ့ဒါဟိုဟောစကိုင်းတိုင်းဥထိန်တွင်းလို့ဒါစတဲ့ចောင်းတွေကိုဟိုတဲ့ចောင်းတွေပြီးတော့တိုက်ခိုက်ခဲ့တာပဲအခုလက်ရှိဆိုတဲ့တကကျွန်တော်တို့ဟိုဟောရန်ကုန်ပြည်လမ်းမှာရှိတဲ့မင်းလှပေါ့မင်းလှဘက်ကပြည်သူနေအိမ်တွေပြည်သူအိုးအိမ်တွေဆိုတော့ဘုံကစည်ရင်ပြမှန်မဟုတ်စည်ရင်ပြမှန်မဟုတ်ဘယ်နဲ့သူတို့တကယ်ရက်ဆက်ရုံမာပြီးတော့လိုက်ပြီးတော့ပြည်သူရဲ့အိမ်တွေကို မိရှုပ်နေတာပေါ့နော်မိရှုပ်ပြီးတော့ဒီလောက်ရရဆက်ဆက်တိုက်ခိုက်နေတာမိရှုပ်နေတာတော့မှဒါတတ်တတ်ခံရမမြင်ပဲမမြင်ဘူးလားပေါ့နော်ပြောင်းလဲပြောင်းစားနေခုနကတော့စစ်တကက်ကဟိုလာတိုက်လို့ပဲပြန်ခုခံရတယ်ဆိုတော့သဘောမျိုးသူပြောနေတာပေါ့အဲ့တော့ကျွန်တော်တို့ဒါဒီစကားတွေကိုဒီစကားကိုကောက်ချင်းအဖြစ်ပေါ့နော်ဒါစစ်တက်ကို ထောက်ခံနေတဲ့လူစစ်တက်မှာလက်ရှိရာဒူးတစ်ခု ပေးထားတဲ့စစ်တက်ရဲ့ဟိုစီမံအုပ်ချုပ်ရေးကောင်စီမှာရာဒူးတစ်ခု ပေးထားတဲ့ လူမျိုးရဲ့နှုတ်ထွက်စကားကဒါပြည်သူကိုကြည့်တဲ့နှုတ်ထွက်စကားလားပြည်သူကိုမကြည့်တဲ့နှုတ်ထွက်စကားလားပြီးလို့ရှိရင်ကိုယ့်ဘက်ကိုအဖွဲစီမျက်လုံးတစ်ဖက်ပဲမြင်ပြီးတော့မှကိုယ့်ဖွဲစီရဲ့လောက်ရတာလေးမှတ်ကန်တယ်ကိုယ့်ဖွဲစီရဲ့တခြားလူတွေကပြီးပြီးကိုဖြတ်တယ်အကြမ်းဖက်တယ်ဆိုတော့ဟာမျိုးအတွေးမျိုးတွေးနေတဲ့ဒါစစ်ကောင်စီကိုတော့ဒါကျွန်တော်တို့တွေကဝိုင်းဝန်းဖြစ်ဖြစ်တဲ့နီးနေပေါ့နော်ရရနီးနေဒါနီးနေတိချိန်နီးဆိုတော်လိုင်း9နှစ်တာကာလာဒီရရနီးနေလဲတိုက်ခိုက်ခဲ့ပါလေရတဲ့ နေရာတွေကလည်းဝိုင်းဝန်းပတ်မှုပြီးတော့မှအလုပ်လုပ်နေကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဆုံးထိဆက်သွားမှသာလင်ဒီအာနာရှင်ပျောက်သွားမှသာလင်ဒီလိုချီပရင်းကောင်မတွေမရှိတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆေးအာနာရှင်ကြားဆုံးနေသည့်ကျွန်တော်တို့တွေနိုင်ယာတာဝန်တွေဝိုင်းပြီးတော့ထမ်းဆောင်ရင်းနဲ့စစ်ကောင်စီအမြင့်ပြတ်သည့်ဒီဝိုင်းဝန်းတိုက်ခိုက်သွားကြပါစို့လို့ပြောကြရင်းနဲ့ကျွန်တော်တို့စကားဝိုင်းလေးကိုညီကုန်းချုပ်ပါရပြန်အားလုံးပဲကျေးဇူးတင်ပါတယ်